ကျွန်တော်ကိုနာမည်သက်ဆဲထားတဲ့မျိုးသမီးတယောက်တက်တော်ထဲမှာတွေ့တယ်။နော်ကျွန်တော်ဒီနေ့ပဲ YouTube ပဲစားတွေ့တဲ့ဗီဒီယိုဖိုင်က Facebook ကနေပို့လာကြတော့အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော် reaction လုပ်ပြီး YouTube မှာတင်လိုက်တယ်။အခုမှ TikTok အကောင့်ကိုပို့လာကြတော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒီမျိုးသမီးကသူ့ကသူ like လေးရ400 900လောက်ရတဲ့ဟာကျွန်တော်ကိုတင်ဆဲတဲ့အချိန်မှာ view 2သိန်းကျော်သွားတယ်။နော်အဲ့ရောက်ထဲမှာအားလုံးကြည့်တဲ့အချိန်ပေါ့နော်ဒီ600 900ဆိုင်အမှန်တာလို့ဟုတ်တာလို့ဒါမှမရေးချင်းတာလို့ပြောချင်းအဲ့တော့ဒလိုဟာမျိုးတွေစက်ပေါ်လာပါအောင်မယ်။သိလား။မပူနဲ့မယုံစောင့်ကြည့်လိုက်။ အဲ့လိုဟာမျိုးတွေဆက်ပေါ်လာအောင်မယ်ဘာဖြစ်လို့လဲတော်လန်ရင်းမှာဘယ်နေရာမှာပါလုံနေတယ်လုံနေတဲ့လူတိုင်းကတိုက်ခတ်ထိတယ်အခုကျွန်တော်တော်လန်ရင်းမှာထောက်ဖို့လုံနေတယ်နော်ကျွန်တော်အမျိုးမျိုးတိုက်ခိုက်လာခဲ့တယ်ရှေ့မှာလည်းဒီလိုပဲအခုကျွန်တော်တော်လန်ရင်းကနေလုံးဝနားလိုက်ကြည့်ကျွန်တော်ဘယ်သူအဖက်လုံမလဲအဲ့ဒါဆိုတော့အထီးရပါတယ်ရှင်းနေတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့တွေအများကြီးပြောစရာမလိုဒီတော်လန်ရင်းမှာလုံနေတဲ့လူတိုင်းကတိုက်ခိုက်လာမှာပဲတိုက်ခိုက်လာတဲ့လူတွေအတန်းစားကိုကြည့်လိုက်ပါအခုအဲ့ဒီအမျိုးသမီးဆိုရင်သူ ိုးစိုးပတ်သက်ကျွန်တော်ဆဲတာကျွန်တော်ရဲ့ YouTube မှာစိတ်လွတ်ကိုလို့ပြန်ဆဲပေးလိုက်ဒါပေမဲ့အရှုံးခံပြီးဆဲရတော့မတန်မရုပ်ကိုကြည့်ပါနော်မျက်ကွေးညွညွနဲ့မျက်ဖင်ပြီးမရင်းကျင်ကန်ထိထားတဲ့ရုပ်နဲ့လမ်းဘေးထိုင်ချဲနေတော့ဇေယျပေါက်လိုက်ရုပ်မဟုတ်ဘူးနော်အဲ့ကောင်မှရုပ်ကိုကြည့်သူ့သူနိုင်ငံရေးမျိုးရိုးတဲ့သိလားပြောရတာဗျံပလာတွေကြီးပဲနော်ကျွန်တော်လည်းဗျံလာလို့လားသူဘာပြောပြောမှမသိဘူးခုနကနိုင်ငံရေးမျိုးရိုးတယောက်က2015အောင်နိုင်ကာလအရှိမလုတ်ခဲ့တဲ့သူအထူးတစ်ဖြစ် online မှာလုတ်တဲ့လူတရားမရဘူးတီးရတယ် နော်သူတို့ထင်တာကတစ်တော့မှမှကျွန်တော်ကိုမြင်ဘူးတဲ့အတွက်သူတို့ဘဝကတစ်တော့လောက်ပဲနိုင်ငံရေးတည်တဲ့အတန်းသားလေနော်အဲ့တော့ဟိုအများကြီးလည်းပြောကြတယ်ဘောအဓိကပြောချင်တာကတော်လှန်ရေးနဲ့ပတ်သက်လို့မျိုးစုံအတိုက်ခတ်တွေလာလိုက်မယ်ဘလို့လာမှလဲရန်သူဘက်ကလာမှမဟုတ်ဘူးနော်ပြည်သူဘက်ကပါမနေနိုင်လို့ထပြောတဲ့ပြည်သူတယောက်ရဲ့စတိုင်မျိုးတွေနဲ့နောက်ထပ်နောက်ထပ်ထပ်ထွက်လာမယ့်လူတွေအများကြီးရှိသေးတယ်မယုံရင်စောင့်ကြည့်သူတို့ပြည်သူဘက်ကမတိပြည်သူဘက်ကနာလို့ နော်ဒါပေမဲ့ပြည်သူဘက်ကနားတဲ့လူတွေကတတိုင်းပြည်လုံးကိုဘုံကျဲနေတဲ့မင်းအောင်နိုင်ကိုတခေါမပြောဘူးတတိုင်းပြည်လုံးကိုစစ်တောင်းထိုးနေတဲ့မင်းအောင်နိုင်ကိုတခေါမပြောဘူးတတိုင်းပြည်လုံးကိုမီးရှို့နေတဲ့မင်းအောင်နိုင်ကိုတခေါမပြောဘူးတတိုင်းပြည်လုံးကလေးရမကြံလိုက်တက်ပြတ်နေတဲ့မင်းအောင်နိုင်ကိုတခေါမပြောဘူးဒါပေမဲ့တို့ PDF ကဘာဖြစ်တာလို့ထောက်ဖို့တွေကဘာဖြစ်တာလို့အပယ် UNG ကဘာဖြစ်တာလို့ CIA ကဘာဖြစ်တာလို့တိုင်းနာကောင်းဆောင်တွေကဘာဖြစ်တာအဲအဲတို့ပြည်သူဘက်ကနားတာအဲ့လိုအဲ့လိုမျိုးနော်အဲ့လိုလူမျိုးတွေထပ်ပေါ်လာအောင်မယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာအဲ့လိုလူမျိုးတွေပေါ်လာတာဒီ တော်လန်ရေးကနိုင်နေလို့ပဲတော်လန်ရေးရရှုံးနေကြည့်အဲ့လိုအတန်နေမတော်ဘူးเนาะဒါကြောင့်မို့လို့တော်လန်ရေးမှာလုံနေတဲ့ညီကောင်မတို့မှအားလုံးကိုကျွန်တော်ပြောချင်တာကစောက်ကယူမဆိုင်ပါနဲ့ပြောเสียရရှိရင်ပြန်ပြောလိုက်ရှောင်းမဲ့လန်တက်တက်တာရှောင်းเนาะအဓိကပါတယ်ကိုလိပ်ပြကိုလုံမှုပဲကျွန်တော်တော့ကျွန်တော်လိပ်ပြကျွန်တော်လုံနေတော်လန်ရေးနဲ့ပတ်သက်လို့တော်လန်ရေးကိုခုတုံးလုပ်ပြီးတော့အကျိုးစီးပွားရှာထားတာမရှိဘူးလို့ပဲအဲ့တခုရှိတယ်တော်လန်ရေးလောက်လာတယ်လူတိလာတယ် လူတိလာတဲ့အပေါ်မှာအခုကျွန်တော်ကိုစီထိုင်းမှာကျွန်တော်ကျွန်တော်လူတိလာတာပေါ့တော်လိုင်းဒီ TikTok မှာတော်လိုင်းမတုံးခင်ရတဲ့အခုတုံးလာတဲ့အချိန်လူကိုတိလာတယ်အဲ့တော့ကျွန်တော်ဘာတွေလုပ်ရမတိလာဟိုမဟုတ်လာပေးတဲ့လူလူထမ်းတော့နော်ကျွန်တော်အခုပွဲစားလုပ်မလားနော်အလုပ်တွေမှာလိုက်ပြီးတော့စမတ်တဲ့လူတွင်းတွေလုပ်မလားကားကယ်တွေဆွဲမလားအများကြီးပဲကျွန်တော်လုပ်လို့ရတယ်ဟုတ်တယ်မလားအဲ့ဒါတွေလုပ်နိုင်ပါဖြင့်ကျွန်တော်ပြောပွဲပြီးအရင်ကျွန်တော်ဘန်းဝေတသိန်းကျွန်တော်ရှာဖို့ခင်းနေပြီမြင်အခုကျွန်တော်လာပိုင်းတွင်းဘန်းဝေတန်းတဲ့ချီကျွန်တော်ရှာရတယ် တတလုံးကပုံမှန်ရှာသွားလို့မရရင်နေရမယ်။ဘာဖြစ်လို့လဲ။ဒီတော်လန်ရေးလှုပ်တဲ့အချိန်နဲ့လူတိလာတဲ့အပေါ်မှာကျွန်တော်အတုံးချတိုင်းချတတ်လို့ကြိုးရှိတယ်။နော်။အဲ့ဒီကရလာတဲ့အကန့်အဲ့ရရလာတဲ့တွတ်တက်မှုကိုမနာလည်ဘူးလား။တခုမှပြောရမယ်။လဲသေးလို့ဒီလားတခုမှပြောမယ်။ငါသာဒီလိုနာမည်တိဖို့အတွက်ရင်းနှီးထားတာငါအသက်ငါဘဝနော်အလကားရတာမဟုတ်ဘူး။ငါတလူလူတိလာဖို့အတွက်စောက်ယူချီမဲ့တောင်တောင်တောင်လိုက်လို့ပြီးလူတိလာတာမဟုတ်ဘူးလူတိလို့ရတဲ့နီးနန်းတွေအများကြီးရှိတယ်လောက်တတ်တယ် အခုခီးတော့ဘလော့ဂါလို့နော်ဒီဖုတ်ဘလော့ဂါလို့မျိုးစုံလုပ်လို့ရတယ်ဟုတ်တယ်မလားစာအုပ်စာပေါ်အကွက်တစ်ခွက်လုပ်လိုက်လူတိဘုရားခဏလေးဒါပေမဲ့ဒီနိုင်ငံရေးအလုံးမှာလုပ်နေရတာလူတိယုံကြည်နေဆိုငါနိုင်ငံရေးမလုပ်ဘူးရှင်းလားနော်ဒီတော့အောက်တန်းစားတွေကတခါလေးပြောလိုက်မယ်လူတိယုံနဲ့နာမည်ကြီးခြင်းလို့ထင်ပေါ်ခြင်းလို့အခွင့်အရေးရခြင်းလို့စိတ်နဲ့ဆိုရင်နိုင်ငံရေးမလုပ်ဘူးတိတိလုပ်ပြီးလုပ်မယ်နားလည်လားတော့မသိဘူးနော်အဲ့တော့အဲ့အောက်တန်းစားတွေကိုဂယုမဆိုင်ပါနဲ့ ကျွန်တော်တော်လှန်ရေးဘက်မှာလုံနေတဲ့တူတွေအချင်းချင်းအထူးတစ်ဖြင့်ခလင်းကပြောသလိုပေါ့လူတွေကြားထဲမှာလုံနေရတဲ့တူတွေပို့ပို့ခက်ခဲဒီပြည်သူကြားထဲမှာပေါ့အုတ်ကြီး PDF နေရာမှာလုံမယ်ဆိုရင်ရှင်းထမ်းမှာစစ်ခွေးနဲ့ရင်ဆိုင်ပြည့်အောင်မကြည့်ရှိရင်ပြည့်မကြည့်ရှိရင်မပြည့်ဘူးကျွန်တော်တို့အပေါ်မှာလူတွေကြားထဲမှာသွားလာလှုပ်ရှားနေရတဲ့တူတွေဟာအဲအတိုက်ခံမျိုးစုံအဲ့လိုအောက်တန်းစားတွေကမျိုးစုံပေါ်လာမှာမပူနဲ့နော်အခုငပောက်ထိုင်းရောက်လာတယ်ပုံကိုရင်လာတိုက်ခိုက်တာမဟုတ်ဘူးတီးတန့်တော်လန်ရုပ်လာဆိုးလာတာဘလုံးမလှုပ်လို့မရလို့အမီကုတ်ကြီးတီးရတာနော် ထိုင်းကိုနောက်ထပ်နောက်ထပ်ထပ်လာအောင်မယ်မယုံရင်စောင့်ကြည့်ကြအဲ့တော့ကျွန်တော်ပြောချင်တာကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်ပြဿနာပဲဖြစ်ဖြစ်ဖြစ်လာတဲ့အပေါ်မှာအမျော်အမြင်ကြီးကြဖို့လိုတယ်စီးလုံးကြဖို့ဆိုလို့ညီညွတ်ဆိုတာတောက်ပြန်နိုင်ဖို့လိုတယ်ကျွန်တော်တို့ဒီဘက်ကသတို့ထက်ကိုတခွက်မြင်တတ်ဖို့လိုတယ်အဲ့လိုမမြင်ဘူးဆိုရင်တော့ကျွန်တော်တို့ခံရွားလိမ့်မယ်နော်နိုင်ငံတကာထောက်ဖို့ကိုရအောင်ဖြိုလိမ့်မယ်ဒီရပါကျွန်တော်နောက်ထပ်ခွန်ထပ်ပြောမယ်လက်ရှိရန်သူဟာနိုင်ငံတကာထောက်ဖို့ကိုရအောင်ဖြိုလိုက်တယ် ဲ့လိုဖြိုဖို့အတွက်သူတို့လူကိုတုံးမှာမဟုတ်ဘူးဒီအပြင်ကလူကိုတုံးနေတယ်နော်အခုလဲထိုင်းကိုစစ်တပ်ဘက်ကတစ်ဖွဲ့လွှတ်ထားတာချင်းတစ်ဖွဲ့ရောက်နေပြီအဲဗာဒါတွေကိုကျွန်တော်မပြောသေးပါဘူးနော်ထားလိုက်အောင်မတိလိုက်ထားလိုက်အောင်ကျွန်တော်ဘာလို့ဆိုတော့ဟိုနောက်မှလက်စုပ်လက်ကင်ကြမှာပြောမယ်အဓိကကျွန်တော်တို့တည်ထားမှာကကျွန်တော်တို့တွေကိုနှီးမျိုးစုံနဲ့တိုက်နေတာလက်နက်ကြီးနဲ့ပြစ်မှာ drone နဲ့ပြစ်မှာလေနဲ့ဘုံချင်းမှာတိုက်တာမဟုတ်ဘူးလူထုကြားတဲ့မျိုးစုံနှီးလန်းနေတယ်တိုက်နေတယ်ဒါကိုကျွန်တော်တို့ပြည်သူအားလုံးတဘောပေါက်ဖို့လိုအပ်တယ် ဒါပါပဲเนาะအဲ့တော့တို့အောက်တန်းစားမျိုးတွေကိုကျွန်တော်ကတော့စောချင်းပြန်စောလိုက်မယ်ပြောချင်းပြန်ပြောလိုက်မယ် feeling ခံစားပြီးစောက်ကူမစားဘူးဘာလို့ဆိုတော့ခါကျအတန်းကြီးရှာပေးလို့ပြီအဲ့ဒီမိမဆိုရင်ကျွန်တော်သူ့အောက်ထဲသွားကြည့်တာဘယ်သူ့အတူတင်းနေတဲ့လိုက်တွေဘာမှ view မရှိတာအဲကျွန်တော်တင်းလိုက်ဆိုချက်ချင်း view နှစ်သိန်းသုံး view သိန်းနဲ့ချီကြွားသူ့ဘွားမှာအိမ်မက်တောင်မှမဲ့ဘူးတဲ့ view မျိုးဆိုတော့အဲအဲ့ဒါကိုကိုကတွားပြီးသူပြောတဲ့မြောက်ခွန်းနှုတ်ခမ်းနေမယ်ဆိုဘာဖြစ်လာမလဲအဲကိုကသူ့ကိုလှုပ်သွေးသလိုဖြစ်မှာနော်သူအောက်တန်းစားမျိုးတွေကိုလှုပ်ကြည့်မခံနိုင်ဘူးစောက်ချက်မရှိလို့စက်စားရင်စားနော်ဂရုစိုက်ပြီးတဲ့တော့ ။ဒါလေးပဲပြောချင်တယ်။အဲ့တော့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်တော်ပို့လာကြတယ်အများကြီးပဲ။အခုလည်းကျွန်တော်ကကွန်ပျူတာတော့ပြန်ရှာပေးနေတဲ့စာပြန်တော့ထပ်ပို့လာတာကြီးတွေ့လို့နော်။အဲ့တော့စိတ်မပူကြနဲ့ပြောစရာရှိရင်ပြောလိုက်မယ်။ကိုလန်ကိုရှောက်ကြမယ်။တိလား။အဲ့ဒါကျွန်တော်တို့တိုက်ခတ်တယ်တိုက်ခိုက်နေပြီဆိုတဲ့ကသူတို့ဘက်မှာထိနေလို့။တိလား။အဲ့အဲ့ဒါလည်းပဲသူတို့ထိနေလို့သူတို့မထိမတိုက်ခိုက်ဘူး။နော်။ဖဲဝိုင်းအတူတူတွားတယ်တငယ်ချင်းတွေစိတ်တူကိုတူဖဲရိုက်ကြတယ်เนาะဖဲရိုက်လို့ရှုံးသွားတဲ့အချိန်ကျရင်ဘာဖြစ်လဲ အာမင်းကြောက်ရှုံးတာငါကြောက်ရှုံးတာမဲကြတယ်နော်အဲ့လိုပဲစီးပွားရေးတကူကူလှုပ်ကြတယ်စက်တူအာရှုံးသွားတဲ့ချိန်ညရင်မင်းအသုံးမကျလို့ရှုံးတာငါအသုံးမကျလို့စက်တဲ့ဖြင့်အချင်းချင်းမဲကြတယ်အဲ့လိုပဲတော်လန်ရေးအတူတူလှုပ်ကြတယ်တော်လန်ရေးက90ဖြစ်စေရှုံးနေဖြစ်စေကြာနေဖြစ်စေနော်ကျွန်တော်တို့ကရှောက်ခဲ့တဲ့လမ်းကိုကိုကိုတိုင်းစိတ်ပါလို့ရှောက်ခဲ့ပြီးသွားပြီဘဒုဖိအားမမဟုတ်နော်အဲ့တော့တော်လန်ရေးနဲ့ပတ်သက်လို့မောလာလို့ညောင်းလာလို့ပင်ပန်းလာလို့မဲเสียရတဲ့အကြောင်းရှိဘူး ကိုလုံးနိုင်ရင်ကိုလုံးကိုလုံးခဲ့တဲ့လောက်ဒီကိုတံဖို့ကိုဟာတော်လန်ရုပ်အစအနေအဆုံးထိပါဝင်အောင်လုံးနိုင်တာလုံးနိုင်မင်းဟာတော်လန်ရဲ့အစအနေတော်လန်ရဲ့အဆုံးထိကြမ်းကြမ်းခိုင်ပါဝင်နိုင်တဲ့တံဖို့ရှိတဲ့သူဖြစ်မယ်နော်အေးကိုကလမ်းတဝက်တွေဓာမခံနိုင်တော့ဘူးခေါင်းစဉ်မျိုးမျိုးအောက်မှာကိုယ့်ဟိုစီဝါရဲ့တော်လကောင်လူမှုရေးတော်လကောင်စသဖြင့်အဲနိုင်ငံကနိုင်ငံရေးဖိအားတော်လကောင်ဟုတ်တယ်မလားအကြောက်တရားတော်လကောင်ဒါဘလို့ပဲဖြစ်ဖြစ်တကူအကြောက်ကိုဟာတော်လိုင်းဆုံးသည့် ်မလိုက်နိုင်ဘူးလားထိုင်ကြမင်းခဲ့ပြဿနာမရှိဘူးလုံနေတဲ့သူအချင်းချင်းပြဿနာရှာတာလောက်အောက်တန်းကျတဲ့စိတ်ဓာတ်မရှိဘူးတိလာအဲ့ဒါအဲ့ဒါရှင်အာငါတော်လိုင်းဘက်ကပါပြောပြီးတော့တော်လိုင်းရင်းဓမ္မအချင်းချင်းပြန်ပြီးတော့ပြဿနာရှာတာလောက်အောက်တန်းကျတာမရှိတော့ဘာဖြစ်လို့ရန်သူတဲ့သူကရုံမာသွားတယ်နော်အဲ့ဒါလေးကိုတိဖို့လိုပါတယ်နောက်တစ်ခုရှိတာကတော်လန်ရေးဆိုတာနိုင်ငံရေးမဟုတ်ဘူးတော်လန်ရေးကတော်လန်ရေးနိုင်ငံရေးဆိုတဲ့အရာဟာတော်လန်ရေးကာလမှာမရှိဘူး နော်နိုင်ငံရေးလုပ်ရှင်နိုင်ငံရေးကာလမှာနိုင်ငံရေးလုပ်ကြတော်လှန်ရေးကာလမှာဘာလုပ်ရမလဲတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်ပြတ်သားကြဖို့ပဲလိုအပ်တာနော်ရှင်းရှင်းလေးအဲ့တော့တော်လှန်ရေးလုပ်တဲ့နေရာမှာကိုယ့်တဲ့အသက်ငယ်လို့ငါတို့ကတော့ဘယ်ခုနှစ်ထဲကလှုပ်လာတာငါတို့ကတော့ဘယ်ကာလတည်းကလှုပ်တာလားနော်တော်လှန်ရေးမှာကာလတွေပိုင်းခြားနေမရှိဘူးဒီနေ့မှထားလှုပ်တဲ့ကောင်တဲ့သူများထက်တိုင်သူ့ကိုအရှိတင်တင်ရမှာပဲအတူကငါတို့တဲ့တော်တယ်လာကွာမင်းရှိရမယ်ဟမ်အဲ့ဒါတော်လှန်ရေးဓမ္မကောင် နော်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်နိုင်ငံမှာအဲ့ဒီအချင်းတော်တော်များများတွေ့လို့ပြောတာနော်ဘ누구အဲ့လိုရည်ရည်ပြောတာမဟုတ်ဘူးဒါနောက်တစ်ခုရှိတာကကျွန်တော်နဲ့ပတ်သက်လို့ခင်ဗျားကဟိုနိုင်ငံရေးကိုအခုမှထားလို့ဆိုတော့တို့ကဟိုအရင်တည်းကတော်နိုင်ရေးမျိုးဆက်ဆိုပြီးတော့ မြက်ကွင်းညူညူနဲ့မြောက်ခင်ဒီမှာတကောင်တော့ကျွန်တော်ဆဲထားတာတွေ့တယ် YouTube မှာကျွန်တော်တူနဲ့တန်ဟန်တန်ရပဲပြန်ပြီးတော့အဲငါခါကောင်းအောင်လို့ငါနဲ့ပေးတုပ်ပေးလိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ future factory sporting YouTube channel မှာကျွန်တော်ဆဲပေးထားလိုက်တယ်ဘယ်ကောင်မှလည်းကျွန်တော်မသိဘာကောင်မှလည်းကျွန်တော်လည်းမသိဘူးเนาะဘယံမတာအဲ့လိုလာပြောလို့ကတော့လက်ခံတဲ့ထဲမှာကိုစီတို့မပါဘူးကိုစီတို့ဘဒုပုံမှာလည်းဘယံမတာမပြောဘူးရန်သူဘက်ကဟာတွေကိုတောက်ချောက် relation လုပ်တယ်เนาะဒါပေမဲ့ကိုစီမဟုတ်တာမမှန်တာ